မင်္ဂလာပါရှင် Flash Video မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့2005ခုနှစ်ကထွက်ရှိခဲ့ပြီးတော့ IMDb မှာ rating 8.9ထိအောင်ရရှိထားခဲ့တဲ့ Prison Break ဇာတ်လမ်းတွေကိုဆက်လက်ပြောပြပေးသွားမှာပါကဲဆောက်လိုက်ကြရအောင်ကဲဒီအခန်းမှာတော့ Barrows ကလမ်းဘေးနားမှာထိုင်နေတာကိုတွေ့ရမှာပါခဏကြာမှ Scoffy ရောက်လာပြီးလမ်းပေါ်မှာကြာနေတဲ့တော့ကိုလာပြေးသွားပါတယ်။ Scoffy ကသူ့ကိုယ့်ရဲ့ပေါ့ပြက်ပြက်အချင်းကိုမကြိုက်ပါဘူး မာရုစတိုက်ခန်းလေးကိုဝင်သွားတော့အဲ့ဒီမှာခရပ်ဆိုင်မွန်ထိုင်နေပြီးတော့အကျွေးလာတောင်းနေပါတယ်။ဗီရင်ပေါ့ရဲ့အပြင်ဘက်မှာလူတစ်ယောက်ကဘာရုစရဲ့ပုံကိုခိုးရိုက်နေပါတယ်။ဘာရုစကိုလူတစ်ယောက်ကိုတပ်ပစ်ဖို့ခိုင်းနေပါတယ်။အပြန်အလှန်အနေနဲ့သူတင်နေတဲ့အကျွေးကိုတောင်းကိုပြန်ဆက်ပြီးသားလို့မှတ်ပေးလိုက်မယ်တဲ့။ဘာရုစကိုသူ့လုံးချင်ရမယ့်လူရဲ့နာမည်ပါတဲ့ဆိုင်ရွက်ကိုပေးလိုက်ပါတယ်။အဲ့ဒါကတော့သူ့သမားရဲ့အကူပါ။ စကော့ဖီကဘာရိုနီကာနဲ့ဘာမှဆုံးနေပါရဲ့ဘာရိုနီကာကသူမရဲ့ရီစာဟောင်းဘာရိုစအခုတလောဘာလုပ်နေလဲလို့မေးလိုက်ပါရဲ့အယံမူးနေတဲ့ဘာရိုနီကာကစကော့ဖီရဲ့တိုက်ခန်းတွေရောက်လာပြီးတော့သူ့ကိုဆွဲဆောင်နေပါရဲ့သူ့ကိုနန်းကနီးလေးမှာပဲရုတ်တရက်ဘာရိုစီကဖုံးဝင်လာပါရဲ့စကော့ဖီကဘာရိုစဖုန်းကိုမကင်လိုက်ပါဘူးတဖက်မှာတော့အကျွေးတွေပုံနေလို့လူတက်တင်လားမတက်တင်လားမသိရတဲ့ဘာရိုစ်ကသူ့ညီစကော့ဖီစီမှာဖုန်းခေါ်ပြီးကိုညီတောင်းနေတာပါ ဗာရိုနီကာကသူ့ကိုရဲ့အီဇာဟောင်းမန်းတီးသွားတော့ရှေ့ဆက်မတိုးတော့ဘဲနဲ့သူမကိုအိမ်ပြန်ခိုင်းလိုက်ပါတယ်။စကော့ဗီကသူ့ဖုန်းကိုမကင်တာကြောင့်ဘာရိုစလက်တီအလုပ်ကိုလုပ်ရပါတော့မယ်။သူ့ကိုပြစ်မှတ်စီကိုတွားချင်းကခိုင်းနေပါတယ်။ကျစ်တဲ့နော်အစားရဲကအဲ့လူကတည်နေပြီးနေပါပြီ CCTV ခန်းထဲမှာတော့အင်းစစ်ခန်းလာမန်းကမှတ်တမ်းယူဖို့စောင့်နေပါတယ်။ဘာရိုစ်လည်းထွက်သွားပြီးတော့ဆူဂရေးကိုဝင်တိုက်မိတယ်။အဲဒီတော့ကဆူဂရေးကမာရီခရုစ်ကိုကိုးပန်းနေတဲ့အချိန်မှာသူတို့တွဲတော်မတွဲကြသေးပါဘူး။သူတို့အတူအဲ့နေရာမှာထောင်မှာအခုဝှေ့လျှော်နေတဲ့ဆန်ချက်စ်လည်းရှိနေခဲ့ပါတယ်။သူကြည့်ရတာသူ့ရဲ့တငယ်ချင်းကလည်းမာရီခရုစ်ကိုသဘောကျနေတဲ့ပုံပါပဲ။ နောက်တစ်ခါမှာတော့ဒေါက်တာဆော်ရာကပြေပါစီယုံမှာအလုပ်လုပ်နေရုံဆိုတာကိုတွေ့ရမှာပါ။ကြည့်ရတာသူမဆိတ်လုံရှားနေတဲ့ပုံပဲရှင်။စေကန်းထဲဝင်သွားပြီးတော့မော်ဖိန်သွားထိုးနေပါတယ်။တကယ်တော့ဒေါက်တာဆော်ရာကအရင်ကဆွေးဆွဲမှုပါတယ်။နောက်ခက်မှာတော့ကူဝိတ်နိုင်ငံမှာရောက်နေတဲ့ Franklin ကိုတွေ့ရမှာပါဖြစ်ချင်တော့ Franklin ကကူဝိတ်မှာတာဝန်ကျနေတဲ့စစ်သားဟောင်းတစ်ယောက်ပါတဲ့သူ့ကိုထောင်သားတွေကိုစောင့်ကြည့်ခိုင်းတဲ့တာဝန်ပေးလိုက်ပါတယ် ဘာရိုနီကာကစကော့ဖီရဲ့ရုံငန်းထဲကိုရောက်လာပြီးတော့ဘာရိုစ်ကိုလူတက်မှုနဲ့တန်တရားရှိနေပြီလို့သတင်းလာပေးလိုက်ပါတယ်။ ်ကော်ဖီထောင်ထဲကိုသွားတော့ဘာရိုစ်ကသူတကယ်လူမတက်ခဲ့ဘူးသူကထောင်ချောင်းစင်ခံရတာလို့ပြောပြနေပါတယ်စကော်ဖီကသူ့ကိုယ်ကိုစိတ်ပြတ်တယ်လို့ပြောလိုက်ပါတယ်မင်းကတကယ်ကိုရှုပ်ထုတ်ပဲအမေဆုံးတော့ကရတဲ့အာမခံကြီးတစ်ဝက်နဲ့ငါတက်ကတူတက်ခဲ့ပြီးတော့အခုပြုသူကပညာရှင်တယောက်ဖြစ်လာပြီဒါပေမဲ့မင်းကတော့ရတဲ့တဝက်ကိုအလကားဖြုံးပစ်တယ်လို့ပြောနေပါတယ်အဲဒီမှာဘာရိုစ်ကမင်းထင်တယ်လို့မဟုတ်ဘူးလို့ပြန်ပြောလိုက်ပါတယ်လုပ်ငန်းမှာတော့စကော်ဖီကစိတ်ဆိုးဆိုးနဲ့ဗာရိုနီကာစီမာသူ့ကိုအကြောင်းကိုပြောနေပါတယ် ။လောင်းကစားနဲ့ဆေးချဖို့အတွက် Crab Simon စီမှာဘာလို့ဒေါ်လာ6000တောင်အကျွေးတင်သွားရတာလဲပေါ့။အဲ့ချိန်ကျမှ Veronica ကအချိန်ကြာပြီးဖုံးကွယ်ထားခဲ့တဲ့အမှန်တရားကိုပြောပြလိုက်ပါပြီ။သူမကအဲ့ဒီဒေါ်လာ6000ကရှင်းအတွက်သုံးခဲ့တာလို့ပြောပြလိုက်ပါတယ်။အဲ့ဒီပတ်စံတွေကိုသူ့ရဲ့ college ကုန်ကျစရိတ်အဖြစ်သုံးခဲ့တာပါ။တကယ်ကသူတို့မေဆုံးသွားတော့ကဘာအမှခံကြီးမှမရခဲ့ပါဘူး။ ပါရိုစ်ကသူ့ကိုဒေါ်လာ9000လက်ခံစီခြင်းလို့လှုပ်ကြံပြောခဲ့တာပါတဲ့။ဒါကိုကြားလိုက်ရတော့စကော်ဖီလန်အံ့ဩသွားပါတယ်။တကယ်တော့သူ့ကိုကသူ့ကိုအရန်ကယူဆိုင်ခဲ့တာပါ။သူ့ကိုဒီလိုဖြစ်သွားရတာလေသူ့ကြောင့်ပဲပေါ့။စကော်ဖီကသူ့ကိုကိုအရာအလုံးအတွက်ပြန်တောင်းပန်လိုက်ပါတယ်။ပြီးတော့အဲဒီညကဖုန်းမကင်မိခဲ့တဲ့အတွက်ရောပြန်တောင်းပန်လိုက်ပါပြီ။စကော်ဖီကကိုမလုပ်တာကိုကျွန်တော်ယုံမိမဲ့ CCTV မှတ်တမ်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်သိမရှင်းဘူးလို့ပြောလိုက်ပါတယ်။စကရီရဲ့တငယ်ချင်းတွေကသူတို့ဘာရီခရုစ်ကိုညစာဖိတ်ဖို့မြောက်ပေးနေပါတယ်။ အဲ့ဒါကြောင့်စုကရီကစိုင်းဒီဇိုင်းကိုဓမြသွားတိုက်ဖို့စူးစမ်းနေပါတယ်ထောင်ထဲမှာတောင်ဝင်ကြနေခဲ့တဲ့ Franklin ကထောင်သားတွေကိုအဆောက်အအုံနှိမ့်ဆက်နေတာကိုတွေ့တော့ပါတယ်။ဒေါက်တာဆော်ရာကသူ့ရဲ့ခင်မောလောင်းနဲ့ဒိတ်လုံနေတဲ့အချိန်မှာတော့သူမကစီတုံးထားပါတယ်။ရုပ်တရည်အဲ့ဒီနေရာမှာမတော်တဆမှုတစ်ခုဖြစ်သွားပါတယ်။ဒေါက်တာဆော်ရာကအနာကတ်သွားပေမဲ့သူမဟာစီတုံးထားတဲ့အရှင်ကြောင့်ဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူး။ ဖရန်ကလင်ကအယက်သားတွေကိုညှိမှန်းနှိပ်စက်နေတာကိုလက်မခံနိုင်ဘူးတင်ပြလိုက်ပါတယ်။အဲဒီတော့စစ်တပ်ရဲ့ပုံစံနဲ့မကိုက်ညီလို့အထက်လူကြီးကိုမယုံမသိဆက်ဆံတဲ့ဆိုပြီးဖရန်ကလင်ကိုအင်ပြန်ပို့လိုက်ပါတယ်။တရားသူကြီးကဘာရိုစ်ကိုအဖြစ်ရှိတယ်လို့အမိန့်ချလိုက်ပါပြီ။ဖရန်ကလင်တယောက်အမေရိကကိုရောက်လာပြီးတော့သူ့ယောက်ဖကိုအလုရှာခိုင်းနေပါတယ်။ သူ့ကိုတရားမဝင်တဲ့ပစ္စည်းတွေကိုတည်ယူပို့ဆောင်တဲ့ truck ကောင်းမောင်းတဲ့အလုပ်ကမ်းလာလိုက်ပါတယ်။သူကလက်ခံလိုက်ပါတယ်။ Scoby က Barrows ကိုယာယီထိန်းသိမ်းထားတဲ့နေရာကိုလာလဲပါတယ်။မကြခင်မှာသူ့ကို Fox River ထောက်ကိုပို့ကြတော့မှာတဲ့။ Scoby ကအကြံရသွားပြီးတော့ပြုံးလိုက်ပါတယ်။ Scoffy ကသူ့ရုံးခန်းကိုပြန်ရောက်လာပြီးတော့ Fox River ထောင်ရဲ့ Fine ပုံစံငယ်ကိုယူလိုက်ပါတယ်။ Discovery ကသူ့တငယ်ချင်းတွေစီမှာ Mario Cruz ကိုလက်ထောက်ခွင့်တောင်းမယ်လို့ပြောပြနေပါတယ်။သူ့ပေါ်တာတွေကသူ့ကိုဈေးကြီးတဲ့လက်စွပ်ဝဲခိုင်းနေတာပေါ့။အဲ့ဒီအတွက် Discovery ကနောက်တစ်ခါဓမြထပ်တိုက်ပြင်းပြပါပြီ။သူ့ပြန်ထွက်ခါနေနေမှာရဲတွေကအပြင်မှာသူ့ကိုဝိုင်းထားလိုက်ပါပြီ။တကယ်တော့သူ့တငယ်ချင်းတွေကသူ့ကိုကြောက်တုံးလိုက်တာပါ။သူတမရကခဲလာမက်စီမှာဇင်ခိုင်အင်းအကြောင်းပြောနေပါဗျ။ ဒေါက်တာဆောရာကသူတို့ရဲ့တွက်ဖက်ဒီစီမှာသူမအခုအဆေးမတုံ့ပန်းနေနိုင်ပြီလို့ပြောပြနေပါတယ်။ဖြစ်ချင်တော့ဘန်လီကအဲ့ဒီနေရာမှာရှိနေခဲ့တာပါ။ထောင်ထဲမှာစီယံဝင်လို့နေရဆိုပြီးတော့သူကဒေါက်တာဆောရာကိုကမ်းလှမ်းခဲ့ပါတယ်။စကိုဖီက false river ထောင်နဲ့ပတ်သက်တဲ့ data တွေကိုစုပြီးတော့နီးဗျူဟာအစတင်ဖွဲ့စည်းနေပါပြီ။တရားမဝင်ပစ္စည်းတဲ့ထရက်ကာမောင်းသမား Franklin ကိုရဲတွေကဖမ်းမိသွားကြပါတယ်။ ီးဘက်ကသူ့ကောင်မလေးရဲ့အိမ်မှာရှိနေပါတယ်။သူဟာကလေးတွေနဲ့ပျော်ပျော်ရွှင်ရွှင်ဆော့နေတာပေါ့။ဒါပေမဲ့ရုတ်တရက်မှာသူ့ကောင်လေးကကလေးတွေကိုကိုထီးလိုက်ရောက်ဆော့ကားပြီးတပ်ပစ်ခဲလူသားသမားဝန်ရမ်းပြည့်ရဲ့အကြောင်းကိုသတင်းမှာတွေ့လိုက်ရပါတယ်။ပြီးတော့ထီးဘက်မျက်နှာကိုသတင်းမှာဖော်ပြထားပါတယ်။စကော့ဗီကထောင်ထဲကလမ်းကြောင်းတွေကိုမှတ်ဖို့စူးစမ်းပေမဲ့လည်းပြဿနာရှိနေပါတယ်။ မကြခင်မောက်လာပို့တဲ့အမျိုးသမီးကသူ့စီကိုမှားထားတာတွေလာပို့ပါတယ်။သူမရဲ့ကိုဘကတတူးတွေကိုတွေ့တော့စကော့ဖီလည်းသူ့ရဲ့အကြံတွေကိုတတူးထိုးထားဖို့စိတ်ကူးပောက်သွားပါတယ်။ ီဘက်ရဲ့ကောင်မလေးကထောင်ကိုရောက်လာပြီးတော့စိတ်ပျက်သွားတဲ့အကြောင်းလာပြောနေပါတယ်။အဲဒီမှာထီဘက်ကသစ္စာဖောက်ခံလိုက်ရတာငါပါ။မင်းနဲ့တွေ့တဲ့နေ့ကလိမ်မိုင်းဆိုင်ရာအချင်းပြက်တဲ့အရာတွေကိုနောက်မလုပ်တော့ဘူးဆိုပြီးနောက်နာရနေခဲ့တာကို။ဒါပေမဲ့ဒီနေ့မင်းရဲ့လိုရကြောင့်ငါရဲ့မကောင်းတဲ့အခြင်းပြန်ပေါ်လာရပြီလို့ပြောလိုက်ပါတယ်။ဒီနေ့ကျရင်ငါထောင်ကလွတ်သွားရင်တော့မင်းအရှိလေကားပုံစံကိုဘယ်တော့မှမမေ့ဘူးလို့ပြောလိုက်ပါတယ်။ နောက်တစ်ခါမှတော့တိတ်ဆိတ်တဲ့အင်ဂျီထဲမှာသူ့သမရကဖြော်ရည်ဖြော်နေတာကိုတွေ့ရမှာပါ။သူမက ဖြော်ရည်ခွက်ကိုပေးလိုက်ပါတယ်။အဲ့ဒီလူကသူမရဲ့အကူဖြစ်နေတာပါဟုတ်ပါတယ် ပြည့်ရဲ့အကူကအသက်ရှင်နေပါသေးတယ်။နောက်လာမယ့်အပိုင်းကပိုပြီးစိတ်လှုပ်ရှားစရာကောင်းလာပါပြီ။စကော့ဖီကပုတ်ရဲ့ Touch Mahal ကိုဆက်လက်ပြုပြင်ပေးနေပါတယ်။ကြည့်ရတာအချိန်နေတိုးတက်လာနေတော့မကြခင်မှာဆုတ်လို့ပြီးသွားမယ်ထင်ပါတယ်။စကော့ဖီကအချုပ်ခန်းထဲပြန်ရောက်တဲ့အခါပုတ်နဲ့စကားပြောဖို့ရောက်လာနေတယ်။ဒေါက်တာဆာရာကိုတွေ့သွားပါတယ်။ဆာရာကစကော့ဖီရဲ့ကြောပြင်ကိုခွဲစိတ်တုံးကထောင်ဆောင်ရဲ့ uniform အစကိုတွေ့ခဲ့တယ်လို့ပြောလိုက်ပါတယ်။ပုတ်ထိတ်လန့်သွားခဲ့ပါတယ်။အခန်းထဲမှာတော့စကော့ဖီဟာသူ့တက်တူးပုံကိုပြန်စင်းစားနေပါတယ်။အချောင်းကအဲ့ဒီပုံမရှိဘဲနဲ့ပိုက် လိုင်းကနေစိတ်ကျမ်းမာရေးဌာနကိုဖောက်ဖို့နှီးလန်းကိုရှာမရနိုင်ဘူးလေကိုရောင်ထဲမှာတော့အဆောင်တွေရောက်လာပြီးတော့မင်းတို့အလုပ်ပြီးပြီလို့ပြောလိုက်တယ်။ပြီးတော့သူတို့ကိုပစ္စည်းသိမ်းခိုင်းလိုက်တယ်။ပြီးတော့အဆောင်တွေကမနဲ့ကြရင်ကော်စောတစ်လဲလိမ့်မယ်လို့ပြောလိုက်ပါတယ်။သူတို့မှာအပေါက်ကိုပိတ်ဖို့အချိန်ကျန်ပါသေးတယ်။စကော့ဖီကဘီလက်မီပပလေးနဲ့အပေါက်ကိုယာယီပိတ်ဖို့ကြံစီထားပါတယ်။သူတို့အပေါက်ကိုဖာဖို့ကြံနေသေးပေမဲ့လည်းအပြင်ကိုမောင်းထုတ်ခံလိုက်ရပါပြီ။ တန်လိုက်ကရုံးကမှာဒေးဗစ်ဟာအဖရိုကာဒိုလို့ခေါ်တဲ့အကောင့်ကြီးပြီးလိန်တူဆက်ဆံတတ်တဲ့အချင်းသားနဲ့ရင်ဆိုင်နေရပါတယ်ပယ်လစ်ကသူစီကနေစကော့ဖီရဲ့တရင်ရဖို့မေးနေပါဗျ။ဒါပေမဲ့အခုချိန်ထိသူ့မှာမတရင်မှမရသေးပါဘူး။အเจ้าကသူတို့တွေဟာအလို့သမားတွေဖြစ်လို့ချင်းကပ်ရတာခက်ပါတယ်တဲ့။ပယ်လစ်ကလည်းအကြံရသွားပါပြီ။ကိုရောင်ထဲမှာအလို့သမားတွေကအပေါက်ကိုဖာဖို့စူးစမ်းနေကြပါတယ်။ ဒါပေမဲ့ဘဲလစ်ကြောင်လာပြီးကြည့်ရတာမင်းတို့လူလူနေပုံပဲဆိုပြီးတော့ဒေးဗစ်ကိုထလုံးထဲကိုပို့လိုက်ပါတယ်ဒေးဗစ်ရှိနေတော့သူတို့ဘာမှလုပ်လို့မရတော့ပါဘူးဖရန်ကလင်ကအကြံရသွားပြီးတော့ဒေးဗစ်ကိုစိတ်တုတ်တဲ့ဘုံကိုပြင်မာသွားရှေ့ခိုင်းလိုက်ပါတယ်ဒေးဗစ်လည်းမတတ်တာပဲထွက်သွားလိုက်ရပါတယ်ဒီခန်းမှာတော့အေဂျင့်ကယ်လာမန်ကအေဂျင့်ဆမ်မန်သာကိုမင်းနေပါတယ်ဒီအမျိုးသမီးကဘယ်သူမှလဲသူမကအရင်ကသူတို့ကုမ္ပဏီကပါအဲ့ဒီမှာအေဂျင့်ဆမ်မန်တန်ကအဲလူကဘယ်ရိုစ်ရဲ့အဖေမန်တိခဲ့တဲ့အပြင်ကယ်လာမန်ထပ်ပို့ပြီးသတင်းတွေကိုသိနေပါတယ်ပြီးတော့အေဂျင့်ကယ်လာမန်ကိုလည်းသူမစီမမေးခွန်းလာ သာမနိုင်ဖို့ပြောလိုက်ပါရယ်။ထောင်စောင်းကရောက်လာပြီးမင်းကိုပေါက်ကခေါ်နေတယ်လို့စကူဖီကိုပြောလိုက်ပါရယ်။အလုပ်ချိန်ပြီးပြီဆိုတော့ကျန်တဲ့သူတွေလည်းထွက်သွားရပါပြီ။အပေါက်ကဖာလို့မပြီးသေးပါဘူး။စကူဖီကညာကျရင်သူ့ဖတ်သားသူသွားဖာလိုက်မယ်လို့ပြောလိုက်ပါရယ်။ ိုက်ခန်းထဲမှာ LG တယောက်ဘောသွားထွက်နေပါတယ်။သူကသူ့အမိအတွက်ကလစားချေချင်းလို့ပါ။ဗယ်ရိုနီကာကငါတို့စိတ်ရှိရှိစောင့်ရမယ်လို့ပြောလိုက်ပါတယ်။ငါတို့ရဲ့ရန်သူတွေဟာအင်အားပိုကြီးတဲ့အတွက်အခြေအနေတွေကိုပြောင်းပြန်လှမ်းမှုကသူတို့ရဲ့ဟာဘွက်ကိုစောင့်မရမယ်လို့ပြောလိုက်ပါတယ်။ယုတ်တရပဲသူတို့ရေခမ်းထဲမှာပြုတ်ကျခဲ့တဲ့ခွင်းကိုသတိရသွားပါတယ်။သူတို့ကယူရင်းစီကိုပြန်လာချပြီးတော့ခွင်းရဲ့အလောင်းကိုတွေ့လိုက်ရတယ်။အဲဒီမှာသူတို့ရှာနေတဲ့ပစ္စည်းကိုတွေ့လိုက်ရပါပြီ။ဟုတ်ပါတယ်ခွင်းရဲ့ဆယ်ဖုန်းမှာ LG ကိုယူရင်းနဲ့စီမီသွားကောက်ခိုင်းလိုက်ပါတယ်။ ဟာနိုင်ရမှာ Kellerman Old Cover Ski လို့ထွင်ထားတဲ့စာကိုတွေ့သွားပါတယ်။ဒါကဘာအတိတ်ပဲများလဲရှင်။ Focus Coffee ကိုအခန်းထဲကိုခေါ်လိုက်ပြီးတော့မင်းရဲ့ကြောကုန်းကိုမီးရှို့တာပဲဆောင်လဲလို့မေးလိုက်ပါတယ်။ Focus ကသူ့မှာ uniform အစတသက်ရှိပါတယ်တဲ့။ပြီးတော့မင်းတရားခံကိုအမှန်တိုင်းမပြောပြရင်မင်းကိုတိုက်ပိတ်ပြစ်မယ်လို့ Coffee ကိုပြောလိုက်တယ်။ဒါပေမဲ့သူဟာမပြောပြတော့တကယ်ပဲတိုက်ပိတ်ခံလိုက်ရပါပြီ။ ဲတိုက်ပိတ်ခံရတဲ့ဘာရိုစ်ကအပေါက်ကနေလှမ်းစကားပြောနေပါတယ်။စကိုဖီကသူ့အခုကြုံနေရတဲ့ပြဿနာကိုပြောပြလာပါတယ်။ Franklin ကသူ့မိမကိုဖုန်းဆက်လိုက်ပြီးတော့ဒီခေါက်အိမ်ပြန်လာမယ်ဆိုတဲ့ကလေးကိုမတည်နိုင်တော့ကြောင်းပြောလိုက်ပါတယ်။ဒါပေမဲ့ရဲ့အနေငယ်လောက်ကြာလို့ရှိရင်အိမ်ကိုရောက်ချင်လဲရောက်မှာပါတဲ့။ထောက်ပေါင်းမဲ့အဖွဲကဆူရေးလိုက်ကြပြီးတော့ Scoffy ကိုအခုတိုက်ပိတ်လိုက်ကြပြီလို့ပြောနေပါတယ်။ပြီးတော့ဒီညဟိုအပေါက်ကိုပိတ်ရအောင်မယ်လို့ပြောနေကြပါတယ်။ဒီဟာကိုလုံနိုင်တဲ့တူဒီသောသူကစကရေးပါတဲ့။အเจ้าကသူ့လက်ခန်းရဲ့အနောက်ဘက်ကနေအဲ့ဒီနေရာကိုသွားနိုင်လို့ပါ။ဒါပေမဲ့စကရေးငါကိုယ်တော်ကအပေါက်ကိုသွားပိတ်တယ်ပဲထားအောင်အခန်းကိုဘယ်လိုပြန်လာရမှာရောလို့ညင်းလိုက်တယ်။သူတို့လည်းနီလန်းစဉ်းစားနေကြပါပြီ။ ိုက်ပိတ်ထားတဲ့အခန်းမှာစိတ်ပြီးစီးနေတဲ့စကိုဖီကသူ့ရဲ့ပြတ်သွားတဲ့တတူပုံကိုစ조사ပြီးစဉ်းစားနေပါတယ်။ရုတ်တရက်သူ့အကြံရလာပြီးတော့အင်ဂျီကိုချုပ်ပြီးဖျဲလိုက်ပါတယ်။ဖားအတွက်များမှလည်းထုတ်ခန်းထဲမှာဆူဂရီကစိတ်ဖိစီးပြီးတော့မိမရှာစိတ်ပေါက်သွားကြတဲ့ထောင်သားတချို့ကိုတွေ့လိုက်ပါတယ်။ဆူဂရီကအကြံပေါ်သွားပြီးတော့အထီးဘက်ကိုတခုခုသွားပြောနေပါတယ်။ ။ထိဘက်လည်းမတက်တာပဲလုပ်လိုက်ရပါပြီ။ထိဘက်အောင်မြင်သွားပြီးတော့ပစ္စည်းတစ်ခုကိုစုဂရေးကို ပေးလိုက်ပါရယ်။ဘာပစ္စည်းဖြစ်မလဲရှင်။နိကိအိမ်မှာ LJ ကတနက်ကိုတွေ့သွားပြီးတိတ်တဆိတ်ယူသွားပါရယ်။ဒေါက်တာဆာရာကသူမရဲ့တငယ်ချင်းနဲ့ဘားကိုရောက်နေပါတယ်။ဒေါက်တာဆာရာကသူမတငယ်ချင်းစီမှာသူမဟာစကော့ဖီကိုစိတ်ဝင်စားနေပြီလို့ယင်ဖွင့်နေပါတယ်။ဒါပေမဲ့စကော့ဖီကထောင်သားဖြစ်နေသေးလို့မဖြစ်သေးဘူးတဲ့ ိတ်ပိတ်ထားတဲ့ခန်းမှာတော့စကိုဖီကဖျဲထားတဲ့သူ့အင်ဂျီစားနဲ့တတူးလမ်းကြောင်းကိုပြန်ဆွဲကြည့်နေပါတယ်။ဒါပေမဲ့သူအခုထိမှတ်မမိသေးတာကြောင့်စိတ်တိုးသွားပြီးတော့နယံကိုလက်သီးနဲ့ထိုးနေပါတယ်။အချုပ်ခန်းထဲမှာတော့စုဂရေကတွင်းပေါက်ကိုသွားပိတ်ဖို့လုပ်နေပါပြီ။သူဟာရေပုံးကိုမတော်တဆကန်မိလိုက်တော့အဆောင်ကလာစစ်ဆေးပါတယ်။ကန်ကောင်းစွာပဲစုဂရေအပြင်မှာပုံလိုက်နိုင်ခဲ့ပါပြီ။ ထောင်စောက်ပြတ်ထွက်သွားတဲ့အခါမှာဆူဂရေးကအချုပ်ခန်းလေးကိုပြန်ပြေးသွားနေတော့အဆောင်တွေကသူ့ကိုမိသွားပြီးဘယ်လက်စီကိုခေါ်သွားပါတယ်။ဘယ်လက်ကမင်းမလို့ထွက်ပြေးတာလေလို့မင်းနေပါတယ်။ဆူဂရေးကသူ့မှာထွက်ပြေးဖို့အီရွယ်ချက်မရှိဘူးလို့ပြောလိုက်ပါတယ်။ဆူဂရေးကနေကင်းကလေးကသူ့ရဲ့အချုပ်ခန်းလေးကိုပြန်မသွားမင်းနဲ့လူတယောက်စီကပစ္စည်းတစ်ခုကိုယူဖို့ရင်းနှီးတဲ့အထိအပြင်မှာစောင့်နေခဲ့တာလို့ရှင်းပြလာပါတယ်။ဘယ်လက်ကဘာပစ္စည်းလဲလို့မေးလိုက်တော့ဆူဂရေးကတမဖြေတော့သူ့ကိုသူစစ်ဆေးတဲ့အခါမှာအမျိုးသမီးအတွင်းခံပေါင်းမီကိုတွေ့သွားပါတယ်။ ဒါပေမဲ့စကရီကသူ့ကောင်မလေးကိုတတိယလိုပါလို့ပြန်ပြောလိုက်ပါတယ်။ဘန်လစ်ကယူလိုက်ပြီးတော့အတွင်းခံပေါင်းမီကိုရှူလိုက်ပါတယ်။ဒါပေမဲ့လည်းစကရီဒီညတိုက်ပိတ်ခံရမှာပါ။စကရီကစကော့ဖီဘာမှလဲလို့မေးလိုက်တော့ဘာရိုစ်ကမင်းရဲ့ဘေးခံမှာလို့ပြန်အော်ပြောလိုက်ပါတယ်။စကော့ဖီကဘာမှပြန်မထူတော့ဘာရိုစ်ကအဆောင်တွေကိုစကော့ဖီရဲ့အခြေအနေကိုသွားစစ်ဆေးပြီးဟောခေါ်လိုက်ပါတယ်။ အဆောင်တွေကစကော့ဖီကိုတွားတွေ့တဲ့အခါမှာအရန်ကိုထိတ်လန့်သွားကြပြီးတော့စီးအဖွဲကိုလှမ်းခေါ်လိုက်ပါတယ်။နစ်နဲ့ဘာရိုနီကာတို့ကအေဂျစ်ခွင်းရဲ့ဖုန်းအသင်းချုပ်ကိုတွားဝယ်ဖို့ LG ကိုထားခဲ့လိုက်ပါတယ်။ LG က Kellerman Old Kravetsky လို့ရိုက်ထည့်ပြီးတော့သူ့အကြောင်းကိုခိုးရှာလိုက်တဲ့အခါမှာတော့သူနေတဲ့လိပ်စာကိုတီးသွားပါပြီ။ တိုက်ပိတ်တဲ့အခန်းထဲမှာတော့ဒေါက်တာဆာရာကသွေးထွက်နေတဲ့စကိုဖီရဲ့လက်ကိုကြည့်လိုက်ပြီးတော့နှံရံမှာလဲသွေးတွေပြီးနေပါတယ်။သူ့ကိုကြည့်ရတာခံစားချက်မရှိတော့ပဲငေးနေပါတယ်။သူ့ဖီးအားတွေကြောင့်တော်တော်လေးစိတ်သက်သာသွားတာဖြစ်ရမယ်ရှင့်။ကင်းဒီမှာတော့သူတို့အဖွဲ့ကခေါ်စောလဲမဲ့ကားရောက်လာတာကိုတွေ့လိုက်ရပါတယ်။သူတို့ချင်းချင်းစုကရီမနီကအပေါက်ကိုဖာနိုင်ခဲ့ပါမလားဆိုပြီးဆွေးနွေးနေကြပါတယ်။ သူတို့ပြောနေတာကိုဒေးဗစ်ကြားသွားပြီးတော့ဘယ်လက်စီမှာစကော်ဖီရိုအဖွဲ့တစ်ခုခုဖုန်းကွယ်ထားတယ်လို့သွားပြောလိုက်ပါတယ်။သူတို့ပြောတာတော့ကျွန်တော်လည်းအတိအကျမသိဘူး။ဒါပေမဲ့သူတို့ကဂိုရောင်ထဲမှာကော်စောအချောင်းကိုပြောနေကြပါတယ်။ဘယ်လက်ကဂိုရောင်ထဲချက်ချင်းသွားပြီးတော့ကော်စောကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့ဘာမှကိုရှာမတွေ့ခဲ့ပါဘူး။ဒါဆိုရင်စကရီဟာသူ့ရဲ့မရှင်ကိုလုံနိုင်နေတာပေါ့။ပေါကစကော်ဖီရဲ့အခန်းထဲကိုလာကြည့်ပြီးတော့မင်းဘလောက်တောင်အချိန်နေဆိုးနေပြီလဲလို့ပြောလိုက်ပါတယ်။ LG ကဗာရိုနီကာနဲ့နစ်ကိုပေးမသိပဲနဲ့တယောက်ထဲခလာမရဲ့အိမ်ကိုခိုးဝင်သွားတယ်။ပြီးတော့အိမ်ကိုရှောက်ကြည့်နေပါတယ်။မကြခင်မှာခဲလာမဲပြန်ရောက်လာပါပြီ LG ကသူ့ကိုတနက်နဲ့ချိန်ထားပြီးတော့လေဘင်းနာကိုပြစ်လိုက်ပါတယ်မကြခင်မှာရဲရဲရောက်လာပြီးတော့ LG ကိုလက်လျှော့လိုက်ရပါတယ်စကော့ဖီကိုယူသွားပြီးလို့သတ်မှတ်လိုက်ပြီးတော့သူ့ကိုစိတ်ကျမ်းမာရေးအဆောင်ကိုရွှေ့လိုက်ပါပြီ ကိုရောင်ထဲမှာဘာမှရှာမတွေ့တော့ဘဲနဲ့ဘဲလေးကဒေးဗစ်ကိုတင်းသွားပြီးတော့အဘရိုကတော့နေတဲ့အခန်းကိုပို့လိုက်ပါတယ် ်အဲ့ဒီကိုရဲတွေကဖမ်းလိုက်ပြီးတော့အေဂျင့်ခလာမန်းကိုလည်းစစ်ဆေးနေကြပါပြီရဲကမင်းပါအလုပ်လုပ်လဲလို့မေးလိုက်တဲ့အခါမှာသူကကျွန်တော်ဟာအသားတွေဖြံပြူရောင်းချတဲ့သူပါလို့ပြောလိုက်ပါတယ်စိတ်ကြမ်းပါရင်ဆောင်ကိုရောက်သွားတဲ့စကိုဖီကတကယ်တော့မယူပါဘူးသူကအရင်ကသူ့ရဲ့အခန်းပေါ်ဖြစ်ခဲ့တဲ့အယူတွေနဲ့တွေ့ရဖို့ရိုးချင်အောင်ဆောင်နေခဲ့တာပါဒါဆိုရင်ဒီတစ်ခါသူ့ရဲ့မရှင်ကတော့ပြတ်သွားတဲ့သူ့ရဲ့တတူးပုံကိုအဲ့ဒီအယူမှတ်မိလားလို့သွားမေးမလို့ပါစကိုဖီကအဲ့ဒီအယူကိုစကားပြောကြည့်တဲ့အခါမှာတော့သူကမင်းဘယ်သူလဲလို့ပြန်မေးလိုက်ပါတယ်သူကစကိုဖီကိုလုံးဝမမှတ်မိတော့ပါဘူး စီစဉ်ဝိုင်းရဲ့အပိုင်းခဏကတော့ဒီလောက်ပါပဲရှင်အပိုင်းရှင်မှာဘာတွေဆက်ဖြစ်ကြမလဲဆိုတာသိကြရင်တော့ဒီ channel လေးကို like and subscribe လုပ်ပေးထားကြပါအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်